ထိုင်းပြည်ဦးပြည်သားတွေရဲ့အသေးနှလုံးကိုတိမ်ပိုက်နိုင်ခဲ့တဲ့ဇနပုံးငယ်လေးကမွန်ထောင်ဝီးဒီယာကြောင်းပေါ်လုံးတင်အားလုံးပဲမင်္ဂလာပါခင်ဗျာထောင်ထားတဲ့ရှားချားလူ channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါလေအခုရက်ထဲထိုင်းပေါ်လုံးရဝုံးမှာအရန်ကမှလူပြောအများဆုံးနဲ့စိတ်ဝင်စားမှုအမြင့်တက်ဆုံးကိစ္စတစ်ခုဖြစ်ပြလို့သွားခဲ့ပါလေအဲ့ဒါကတော့ channel 7hd ကနေပြီးတော့ကြီးမှုကျင်းပါလေ 7hd sport champion 2025ပြိုင်ပွဲလို့အမည်ရပြီးတော့တစ်ဖက်9ယောက်ကစားတဲ့ကြောင်းပေါင်းဆိုဘောလုံးပြိုင်ပွဲပဲဖြစ်ပါလေ ဒါပြင်ခုလိုနှစ်စဉ်ကျင်းပနေတဲ့ကြောင်းပေါင်းစုံဘောလုံးပြိုင်ပွဲပြင်တခြားသောအားကစားပြိုင်ပွဲတွေလည်းရှိပါတယ်။ဒါပေမဲ့အခုနှစ်ကအရင်နှစ်တွေကနေမတူဘဲတမူထူးခြားခဲ့ပြီးကြောင်းဘောလုံးအသင်းငယ်လေးတသင်းကြောင့်လူတွေကပို့ပြီးတော့ဒီပြိုင်ပွဲကိုစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီဘောလုံးပြိုင်ပွဲကဘန်ကောက်မြို့ကကျောင်းတွေပါဝင်တခြားသောမြို့တွေကနိုင်ငံကြီးကျောင်းတွေရဲ့ဘောလုံးအသင်းတွေလည်းပါဝင်ရှင်ပြိုင်ကြတဲ့ပြိုင်ပွဲပါ။ဒါကြောင့်နိုင်ငံကြီးကျောင်းဘောလုံးအသင်းတွေထဲမှာဆင်လာကြီးမားတဲ့ဘန်ကောက်ခရီးရန်ကျောင်းဘောလုံးအသင်းစွန်ကူလတ်နောင်ကျော်အစရှိတဲ့ကျောင်းဘောလုံးအသင်းတွေကပို့ပြီးတော့ချန်ပီယံဖြစ်ဖို့လေးတာတယ်ဆိုပေမဲ့ ဒီနေ့မှာတော့ဘယ်သူမှမထင်ထားတဲ့ကြောင်ပေါလုံးသင်းကလေးတသိန်းကခက်ခဲပေါင်းများစွာနဲ့ခြေစွမ်းပြပြီးတော့ဘောလီဝဲတီကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီကြောင်ပေါလုံးသင်းလေးရဲ့နာမည်ကမွန်ထောင်ဝိဒ္ယာကျောင်းလို့သိရပါတယ်။ဒီကျောင်းလေးဟာစာချင်းဆောင်ခရိုင်ဗန်နန်ပြိုဒေသကတာမန်ကျောင်းကလေးတစ်ကျောင်းပဲဖြစ်ပါတယ်။ဆိုပါကျောင်းကလေးကဗန်နားရဲ့ယင်းဒီကလည်းတိတ်ပြီးတော့မရှိရှာသလိုစပွန်ဆာပေးနိုင်တဲ့သူကလည်းမရှိပါဘူး။ဒါပေမဲ့ကလေးရီရဲ့စူးစမ်းမှုကြောင့် financing ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လူအများအပြားကဒီအသင်းလေးဟာ တို့ကျွေးရွာကလူငယ်လူရွယ်လေးတွေစူးစမ်းမှုကိုမဖြစ်မနေအသီးမှပြူလာကြသလိုတချို့ဆိုရင်ဒီကောင်လေးတွေကိုအားပေးုံနေမှာကပဲငွေအားနဲ့ပါကူညီလာကြသလိုမထေမရှားကျွေးရွာငယ်လေးကဆိုပေမဲ့မဖြစ်ဖြစ်အောင်တန်လန်းလာကြတဲ့ဒီကလေးငယ်လေးတွေရဲ့စူးစမ်းမှုတတ်တည်နေစွမ်းဆောင်ရည်ကိုလည်းချီးကျူးနေကြတာအွန်လိုင်းပေါ်မှာပြင်ပမှာပါတွေ့နေရပါလိမ့်မုံချောင်ဝီဒီယာအသင်းလေးကိုဒီပြိုင်ပွဲလာပြိုင်နိုင်အောင်အဓိကပံ့ပိုးပေးတာကတော့တို့ရဲ့ចောင်းစရာပါပဲထိုင်းနိုင်ငံရဲ့တေယူပိုးဆောင်ရည်မှာတုံးတဲ့ဘတ်စကားလေးတစ်စီးထဲမှာ ဆရာဖြစ်သူကကားမောင်းပြီးတော့ live ပို့ခဲ့ရတဲ့အထိမွန်ထောင်ဝိဒ္ယာအသင်းလေးမှာ express ကားအကောင်းစားကြီးတွေငှားဖို့အတွက် budget ကလည်းလုံလောက်မရှိသလိုလေးချိန်လုံးဖို့ဘောလုံးကွင်းတော်မရှိချပါဘူး။နောက်တော့ဒီအသင်းလေးကိုဦးဆောင်တဲ့ဆရာရီဟာအတူတူစူပေါင်းပြီးတော့ကျောင်းသားလေးတွေဒီပြိုင်ပွဲမှာပါဝင်နိုင်ဖို့အတွက်လည်းမြန်မာပြည်ခေါ်ဆိုရင်ဗျာတက္ဆီမောင်းတာတို့ဈေးရောင်းတာတို့ကိုပါပြုလုပ်ခဲ့ကြပြီးပတ်စံရှာခဲ့ကြတာဖြစ်ပါလိမ့်။ဆရာဖြစ်သူတွေဒီလိုလုပ်ရတာဟာမြန်မာပြည်မှာလူသနာခံရဖို့အင်တာဗျူးခံပြီးတော့ဆယ်လီဖြစ်ဖို့အလူခံစားဖို့လုပ်တာမျိုးမဟုတ်ဘဲနဲ့သူတို့ရွာကကလေးငယ်လေးတွေအတွက်အားကစားနဲ့ပတ်သက်ပြီးတော့ အခွင့်အလမ်းဖန်တီးပေးခြင်းကိုတတ်တတ်ပဲလို့သိရပါတယ်။ဒီပြိုင်ပွဲကတချို့သောချမ်းသာတဲ့ကျောင်းကကစားမိုက်ဆိုရင်အကယ်မီနဲ့ဘလုံးတင်တန်းကျောင်းတွေမှာတက်ရောက်ဖူးပေမဲ့ဒီကျောင်းလေးမှာပါဝင်ကြတဲ့ကျောင်းသားလေးတွေအကုန်လုံးဟာဒေသခံကျောင်းသားလေးပဲဖြစ်ကြပြီးတော့ကြီးမားတဲ့ပြိုင်ပွဲဘလုံးသင်းတွေမှာလည်းတစ်ကြိမ်တစ်ခါမှပါဝင်ကစားမှုတဲ့အတွေ့အကြုံတွေမရှိသေးတဲ့ရွက်ပုံးသီးလေးတွေပါ။နောက်ပြီးတော့ပြိုင်ပွဲတစ်လျှောက်မထင်မထားတဲ့နာမည်ကြီးသင်းတွေကိုဖျက်ကျော်လာခဲ့တဲ့မွန်ထောင်ဝီဒီယာဘလုံးသင်းလေးတို့ထိုင်းနိုင်ငံကဆိုရှယ်အသုံးပြုသူတွေဟာ မွန်ထောင်ဝိဒယာ FC ဆိုပြီးတော့ Facebook Instagram TikTok စာမျက်နှာတွေမှာဗီဒီယိုလေးတွေဖန်တီးပြီးတော့တင်ခဲ့ကြသလို hashtag လေးတွေပါတင်ပေးခဲ့ပြီးတော့ speaker လောက်ပေးမှုကြောင့်ဒီကလေးလေးတွေရဲ့ဗီဒီယိုတွေဟာချိန်တော်တွေကြီးစုသူတန်ပေါင်းများစွာထိကိုရှိခဲ့တာဖြစ်ပါတယ်အကျိုးရလာအနေနဲ့မွန်ထောင်ဝိဒယာအကြောင်းပေါ်လုံးတင်းရဲ့ဘောလုံးပွဲစဉ်ကိုလည်းကွင်းလုံးပြေရှောင်းနေမှာကပဲနဲ့ဘေးကပြေးလန်းနေထိပါပရိသတ်ပြေရှောင်းနေတဲ့အချိန်အားပေးခဲ့ကြသလိုဘောလုံးကွင်းပန်ဝင်းချိန်မှာလည်းတွားလာရလမ်းတွေပိတ်တဲ့အထိကိုလာပြီးတော့အားပေးခဲ့ကြတာဖြစ်ပါတယ် နောက်ပြီးတော့မွန်ထောင်ဝီစီယာအတင်းကစားတဲ့ဘောလူပွဲကိုလည်းရုပ်သံကားတွေ ডাই ရိုက် live ကြည့်တဲ့ပရိသတ်ကနှစ်တန်းကျော်ကြီးရှိခဲ့လို့သိရပါတယ်။နောက်ပြီးတော့ဒီအတင်းလေးကိုပရိသတ်တွေကြိုးစုံနှုတ်ဆက်ကြသလိုဒီအတင်းကစားမားလေးတွေကိုလည်းဘောလူပွဲမှာအရေးနှိမ်ခဲ့ပေမဲ့ထိုင်းပရိသတ်တွေကဒီအတင်းလေးရဲ့အခြေအနေနဲ့စိတ်ဓာတ်ပိုင်းစွမ်းဆောင်ရည်ကြောင့်ပထမဆုံးရတဲ့အတင်းထက်တောင်မှပို့ပြီးတော့နှွေးထွေးပြူငါတဲ့စိတ်ထားတွေနဲ့ဆက်ဆံပေးကြသလိုထောက်ပံ့မှုတွေကိုလည်းဇက်တိုက်ဆိုသလိုလှုပ်လာကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကပြည်သက်တွေကအားငယ်သူအားပေးပါဆွဲတိုင်းစိတ်အားထက်သန်မှုအပြည့်နဲ့ပြိုင်ပွဲဝင်ကြတဲ့ဒီအသင်းလေးကို emotional အပြည့်နဲ့အားပေးကြသလိုတချို့ဆိုရင်ထိုင်းပြည်သူတွေကပေးတဲ့ champion ဆုကြီးကိုတိမ်ပိုင်နိုင်ခဲ့တဲ့အသင်းဆိုပြီးတော့ပြောစမှတ်ပြုနေကြပြီပဲဖြစ်ပါတယ်အခုဆိုဒီအသင်းလေးတွေကတချို့သောကလေးတွေဟာ professional လမ်းကြောင်းစာပြိုးမှုတွေကံလမ်းမှုတွေတောင်မှရရှိနေပြီဖြစ်လို့အခွင့်အလမ်းတွေလည်းစတင်ပြီးတော့ပေါ်ပေါက်လို့နေပြီဖြစ်တာကြောင့်သူတို့နီးပြဆရာလဲဟုတ်စာတင်နဲ့ဆရာလဲဟုတ်တဲ့ကားကိုယ်တိုင်မောင်းပြီးတော့လိုက်ဖို့တဲ့ဆရာရဲ့အနစ်နာခံမှုတွေကရာထင်ခဲ့ပြီလို့လည်းပြောလို့ရပါတယ် ကြောင့်မေတ္တာတရားဟာထားတဲ့အသိကိုမှအေးချမ်းပါလေမရှိရှိတာလေးနဲ့လည်းကောင်းဆုံးဆိုတဲ့အရာကိုရအောင်လုပ်လို့ရတယ်ဆိုတာမြန်မာပြည်ကလူငယ်လူရွယ်ចောင်းသားလေးတွေလည်းအတူယူနိုင်စရာဖြစ်အောင်အာဆာကြားကြီးမှတင်ဆက်ပေးလိုက်ရပါတယ်အတန်ထွက်တဲ့တခြားသောလူအချက်များရှိခဲ့ရင်လည်းဖြည့်စွက်နားလည်ပေးဖို့ပြောရင်းနဲ့ပဲအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ